အီရန်ပုံစံတော်လိုင်းအစိုးရပုံစံလိုလားတဲ့ UNOT ဘာသာရေးအစွန်းရောက်ကွန်ရက်တွေပြန့်နှံ့လာနိုင်တဲ့ဘင်္ဂလားဒေ့ရှ်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာမူလကဘာသာရေးမနွယ်တဲ့နိုင်ငံ secular state အဖြစ်စတင်ခဲ့ပေမဲ့1985ခုနှစ်နောက်ပိုင်းအာဏာသိမ်းမှုတွေနဲ့နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် Islamist အစွန်းရောက်အဖွဲ့တွေအတွက်လှုပ်ရှားခွင့်ရတဲ့မြေဖြစ်လာတယ်လို့သုံးသပ်ရပါတယ်။ Jamaat-e Islami Party ဟာဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲ1980ခုနှစ်မှာပါကစ္စတန်ဘက်ကနေရပ်တည်ခဲ့တဲ့ပါတီဖြစ်တယ်လို့သိရတယ်။ လွတ်လပ်ပြီးနောက်ပိုင်းနိုင်ငံရေးမှာပိတ်ဆို့ခံခဲ့ရပေမဲ့နောက်ပိုင်းမှာနိုင်ငံရေးနယ်ပယ်ကိုပြန်ဝင်လာပြီးအစ္စလာမစ်နိုင်ငံတော်ထူထောင်ရေးညီမှန်းချက်ကိုဆက်လက်အကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။1980ပြည့်လွန်နှစ်တွေကစပြီးဘာသာရေးအယူဝါဒကိုအစွန်းရောက်တဲ့စစ်သွေးကြွအုပ်စုတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းတွေဟာပြည်ရင်းမှာပေါက်ဖွားတဲ့အပြင်အာဖဂန်နစ္စတန်စစ်ပွဲကနေပြန်လာတဲ့ဘင်္ဂလားဒေ့ရှ်ဂျီဟတ်တိုက်ခိုက်ရေးသမားများရဲ့လွှမ်းမိုးမှုလည်းပါခဲ့တယ်လို့သိရပါတယ်။ ဒီအဖွဲ့ဟာအာဖဂန်နစ္စတန်စစ်ပွဲတွေကနေပြန်လာသူတွေနဲ့ဖွဲ့စည်းခဲ့ပြီးအိန္ဒိယစန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့မှုပါတယ်။နောက်ပိုင်းမှာအမေရိကန်ကအကြမ်းဖက်ဖွဲ့စည်းအဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ JNB ဟာ2000ပြည့်လွန်နှစ်များအလယ်ပိုင်းမှာဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးကိုတုံ့လောက်စေခဲ့တဲ့တပြိုင်နက်တည်းဘုံခွဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှာရီယာဥပဒေအခြေခံတဲ့အစ္စလာမစ်နိုင်ငံတော်ထူထောင်မှုပဲဖြစ်ပါတယ် 2010ပြည့်လွန်နှစ်များနောက်ပိုင်းမှာတော့ ISIS နဲ့ AI ကွေတာတို့လိုကမ္ဘာလုံးဆိုင်ရာဂျီဟတ်အဖွဲ့တွေနဲ့ဆက်ဆက်တဲ့စစ်သွေးကြွကွန်ရက်တွေပေါ်ပေါက်လာပြီး blogger များနိုင်ငံခြားသားများနဲ့ဘာသာရေးလူနည်းစုတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကဘင်္ဂလားဒေ့ရှ်ထောင်လန်းရေးတပ်ဖွဲ့ DGFI လိုအဖွဲ့အစည်းတွေဟာစစ်သွေးကြွတွေကိုအအောင်မြင်မြင်တံပြန်နှိမ်နှင်းမှုတွေလုပ်ခဲ့မှုပါတယ်။ ဒါပေမဲ့လက်ရှိယူနွတ်အစိုးရအဖွဲ့လက်ထက်မှာဒီလိုစစ်သွေးကြတံပြန်တိုက်ဖျက်ရေးအဖွဲ့အစည်းတွေတရားဥပဒေနဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာဝိုင်းဝန်းပိတ်ဆို့မှုကိုခံရရတယ်လို့သတင်းဆောင်မကဖော်ပြတာဟာအစိုးရဝါဒရှင်တန်ကြီးထွားဖို့လမ်းဖွင့်မေးတယ်လို့ဖြစ်နေတယ်လို့သုံးသပ်နိုင်ပါတယ်။အရှိတောင်အာရှဒေသအတွင်းလုံခြုံရေးအပေါ်တက်ရမှုဘင်္ဂလားဒေ့ရှ်ဟာအစ္စလာမစ်ရိုင်းနဲ့တော်လှန်ရေးအစိုးရအဖြစ်အသွင်ပြောင်းသွားမယ်ဆိုရင် ဒေသအတွင်းလုံခြုံရေးအခင်းအကျင်းတစ်ခုလုံးကိုပြောင်းလဲဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။အိန္ဒိယကိုဓာတ်ရိုက်ချိန်ချောက်မှုဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယနဲ့နယ်နိမိတ်အရှေ့ဆုံးထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာအစ္စလာမစ် အစွန်းရောက်ဝါဒအားကောင်းလာရင်အိန္ဒိယရဲ့အရှေ့မြောက်ဘက်စစ်နီကို ထိခိုက်စေပြီးနယ်စပ်ဖြတ်ကျော်စစ်သွေးကြွများဝင်ရောက်မှုတွေတိုးလာနိုင်ပါတယ်။ ပါကစ္စတန် ISI နဲ့တူရကီတို့ရဲ့လွှမ်းမိုးမှုကိုခံယူထားတဲ့အစိုးရဖြစ်လာရင်အိန္ဒိယနိုင်ငံအတွင်းကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်အုပ်စုတွေအတွက်လှုပ်ရှားရန်ပုံမလွယ်ကူတဲ့အခြေစိုက်စကမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။မြန်မာနဲ့ထိုင်းတို့အတွက်ချင်းချောက်မှုသတင်းဆောင်ပါမှာဖော်ပြထားသလိုရိုဟင်ဂျာဒုက္ခသည်စခန်းများဟာဂျီဟတ်အဖွဲ့တွေအတွက်တပ်သားသစ်စုဆောင်ရာနေရာ ဖြစ်လာမယ်ဆိုရင်အလွန်အနည်းရရှိပါတယ်။ဒီစခန်းတွေကနေရခိုင်ပြည်နယ်မြန်မာနယ် ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့အစွန်းရောက်ကွန်ရက်တွေစီကို လေ့ကျင့်မှုနဲ့ရန်မောင်ငွေတွေပြန့်နှံ့နိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အနောက်ဘက်နယ်စပ်လုံခြုံရေးကိုပုံမတင်းကျပ်ရမယ့်အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဒေတာရင်းဂျီဟတ်လှုပ်ရှားမှုတွေတိုးပွားလာခြင်းကြောင့်အရှိတောင်အာရှလုံခြုံရေးကိုချိန်ချမှုမြင့်တက်လာမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်၏မဟာဗျူဟာ ဘင်္ဂလားပင်လယ်အော်ဟာအိန္ဒိယတရုတ်အမေရိကန်နဲ့အာဆီယံနိုင်ငံတွေအတွက်အလွန်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ မတည်ငြိမ်မှုတွေဖြစ်ပွားပြီးအစိုးရလှုပ်ရှားမှုတွေကြီးထွားလာရင်ပင်လယ်သမျှမှုနဲ့အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်ပြီးပင်လယ်ပြင်ကုန်သွယ်ရေးလုံခြုံရေးကိုထိခိုက်စေမှာဖြစ်ပါတယ်။ယူနော့အစိုးရအဖွဲ့ရဲ့စစ်တပ်အတွင်းပြုပြင်ပြောင်းလဲမှုဟာရိုးရိုးရှင်းရှင်းနိုင်ငံရေးပြိုင်ဆိုင်မှုထက်တောင်အာရှနဲ့အရှေ့တောင်အာရှအထိဖြန့်ကျက်နိုင်တဲ့ အစ္စလာမစ်အယူဝါဒရေးရာအပြောင်းလဲတစ်ခုဖြစ်လာနိုင်တဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကအချိန်မီအာရုံစိုက်ပြီးကင်ထွယ်ခေရှင်းဖို့လိုအပ်တယ်လို့သုံးသပ်ရပါတယ်။အီရန်ပုံစံတော်လိုင်းအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်၏အနာဂတ်နိုင်ငံရေးအခင်းကျင်းအကယ်၍နိုဘယ်ဆုရှင်မိုဟာမက်ယူနုတ်ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာအမှန်တကယ်ပဲအီရန်ပုံစံတော်လှန်ရေးအစိုးရအဖြစ်ကြောင်းလဲဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်ဒါဟာဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီသမိုင်းမှာ အကြီးအမားဆုံးအပြောင်းလဲဖြစ်လာမှာဖြစ်ပြီးအနာဂတ်မှာဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုအောက်ပါအတိုင်းခံမှန်းသုံးသပ်နိုင်ပါတယ်။နိုင်ငံရေးစနစ်ဤအသွင်ကူးပြောင်းမှု Islamic Theocracy တို့ဦးတည်ခြင်းလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး Sharia ဥပဒေကို အခြေခံတဲ့စနစ်တစ်ခုကိုအစားထိုးနိုင်ပါတယ်။အီရန်မှာလိုမျိုး Islamist ဘာသာရဲ့အငြင်းဆုံးကောင်းဆောင် Supreme Leader တအူးပေါ်ပေါက်လာပြီး သူဟာတမရနဲ့စစ်တပ်အကြီးအကဲလိုနိုင်ငံရေးနဲ့စီရေးကောင်းဆောင်တွေကိုဖယ်ရှားနိုင်တဲ့လုပ်ပိုင်ခွင့်တွေရယူပါလိမ့်မယ်။ယူနိုကိုရိုင်းကနိုင်ငံတော်ရဲ့အငြင်းဆုံးအုပ်ချုပ်သူဒါမှမဟုတ်နောက်ွယ်ကနေဩဇာလွှမ်းမိုးသူဖြစ်လာနိုင်ပါတယ်။ရွေးကောက်ပွဲတွေလွတ်လပ်တဲ့ပါတီစနစ်နဲ့လူ့အခွင့်အရေးဆိုင်ရာလွတ်လပ်ခွင့်တွေတိတိတသားဆုံးရှုံးသွားပါလိမ့်မယ်။အမျိုးသမီးများနဲ့ဘာသာရေးလူနည်းစုများအပေါ်ဖိနှိပ်မှုတွေတိုးလာနိုင်ပါတယ်။တရားစီရင်ရေးနဲ့စစ်တပ်အပြောင်းလဲ စစ်တပ်ကို အစ္စလာမစ်ဝါဒသွတ်သွင်းခြင်းစစ်တပ်ကိုအစ္စလာမစ်တော်လှန်ရေးတပ်မတော်အဖြစ်အသွင်ပြောင်းပြီးဘာသာရေးအယူဝါဒကိုတစ္ဆာခံတဲ့စစ်တပ်တွေနဲ့သာဖွဲ့စည်းပါလိမ့်မယ်။လက်ရှိစစ်အရာရှိတွေကိုအစုလိုက်အပြုံလိုက်ဖယ်ရှားရှင်းလင်းမှုဟာဒီရွယ်ချက်ကိုအကောင့်ထဲပေါ်ခြင်းပဲဖြစ်ပါတယ်။အီရန်ရဲ့တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC လိုမျိုးစစ်တပ်ကိုထိန်းချုပ်ပြီးနိုင်ငံတော်ရဲ့အယူဝါဒကိုကာကွယ်မဲ့တီးခြားတော်လှန်ရေးတပ်ဖွဲ့တစ်ခုပေါ်ပေါက်လာပြီး ိုင်ငံရဲ့စီးပွားရေးနဲ့နိုင်ငံရေးမှာကြီးမားတဲ့ဩဆောင်လွှမ်းမိုးမှုကိုရယူပါလိမ့်မယ်။စီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးတည်ရောက်မှုဘင်္ဂလားဒေ့ရှ်ရဲ့အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့အခဲကျုပ်လုပ်ငန်းဟာအနောက်နိုင်ငံများအမေရိကန်ဥရောပရဲ့ယင်းနှိမ့်လှန်မှုနဲ့အဓိကချိတ်ဆက်နေပါတယ်။ Islamic ဒေါ်လာရင်းအစိုးရပေါ်ပေါက်လာရင်ပိတ်ဆို့မှုတွေနဲ့နိုင်ငံတကာစီးပွားရေးဖယ်ခြင်မှုတွေကြောင့်စီးပွားရေးပြင်းထန်စွာကျဆင်းနိုင်ပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေနဲ့ဖွံ့ဖြိုးရေးအထောက်အကူတွေရပ်တန့်သွားမှာဖြစ်ပါတယ်။ယူနိုရဲ့မိုက်ခရိုချင်းွေစနစ်ဟာလည်းနိုင်ငံရေး PR တွေနဲ့ဘာသာရေးစီးမြင်တွေအောက်မှာပုံစံပြောင်းလဲသွားနိုင်ပါတယ်။နိုင်ငံတကာမဟာမိတ်များပြောင်းလဲခြင်း။ဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယနဲ့အနောက်အုပ်စုနဲ့ဝေးကွာပြီးအီရန်၊တူရကီ၊ပါကစ္စတန်နဲ့ကာတာတို့လိုအစ္စလာမစ်လမ်းစဉ်ကိုလိုက်နာတဲ့နိုင်ငံတွေနဲ့မဟာဗျူဟာမြောက်မဟာမိတ်ဖွဲ့ပြီးပုံမိုနီးကပ်သွားပါလိမ့်မယ်။ အိန္ဒိယဟာသူ့ရဲ့အရှိတ်အဝါနယ်စပ်မှာအယူဝါဒအရရန်လိုတဲ့အစိုးရတရက်ကိုရင်ဆိုင်ရမယ့်အတွက်စစ်ရေးတင်းမာမှုနဲ့နယ်စပ်လုံခြုံရေးကိစ္စတွေအကြီးအကျယ်မြင့်တက်လာပါလိမ့်မယ်။တရုတ်နိုင်ငံဟာအနောက်နိုင်ငံတွေရဲ့ဖယ်ကျင်မှုကြောင့်စီးပွားရေးအရအားနည်းလာတဲ့ဘင်္ဂလားဒေ့ရှ်အပေါ်စီးပွားရေးအရပုံမလွှမ်းမိုးလာပြီး၎င်းရဲ့ Belt and Road Initiative BRI စီမံကိန်းတွေကိုဆက်လက်အကောင်အထည်ဖော်ဖို့ကြိုးစားပါလိမ့်မယ်။ အီရန်ပုံစံတော်လိုင်းရဲ့အစိုးရတရက်ပေါ်ပေါက်လာခဲ့ရင်ဘင်္ဂလားဒေ့ရှ်ဟာလူဦးရေအများဆုံးအစ္စလာမစ်သီယိုကရေစီနိုင်ငံများတဲ့ကတနိုင်ငံဖြစ်လာနိုင်ပါတယ်။ဒီလိုအစိုးရဝါဒဟာဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးစောင့်ရှောက်မှုတွေစီးပွားရေးဒုက္ခရောက်မှုတွေဖြစ်ပေါ်စေမယ့်အပြင်တောင်အာရှနဲ့အရှိတောင်အာရှဒေသတွင်းကိုပါဘာသာရေးအစိုးရကွန်ရက်တွေပြန့်နှံ့မဲ့အန္တရာယ်ကြီးမားတဲ့အခြေအနေကိုဖန်တီးလိုက်တာဖြစ်တယ်လို့ခံမှန်းရပါတယ်လို့တင်ပြရင်တင်ပြချက်ကိုအဆုံးသတ်လိုက်ရပါရဲ့ရှင် အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးကြကြပါအောင်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခေတ် channel ကို like and subscribe လေးလုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားကြဖို့မမေ့ကြနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်